။ဆုံးမင်္ဂလာပါ။ယနေ့အတွက်မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမကုတ်တူစူးစီးတင်ဆက်ထားတာပါ။ကိုချိုကြီးတောင်အမြင်မြင်ရလာပြီ။ဘောမာချိုကြီးတောင်အမြင်မြင်ရလာပြီဆိုပြီးတစ်ဖက်အုပ်စုတွေကဝိုင်းပြီးတော့မြောက်စားပြီးတော့တောက်ပွားနေတဲ့တွေ့ရတယ်။ကိုချိုကြီးကဘောမကနေအမြင်မြင်ရပြီးထမိန်ချုံသွားတာမဟုတ်ဘူးနော်။ငကိုတဲကထမိန်ချုံ။ထမိန်ချုံကနေပြီးတော့ဘောမရဲ့ဘောမကတော့ယူရိုတန်းထဲမှာတာမဟုတ်ဘူး။ဟိုကန့်ဘလူးကျောင်းလား 950ဆရာတော်ရဲ့ပြည်သူစစ်တပ်ဖွဲ့တွေထိသွားပြီးတော့သူမိမဖွေးချင်ဆိုလို့ရှိရင်လည်းပြည်သူစစ်ယူနီဖောင်းတွေဝတ်တနက်တွေပိုင်းပြည့်အဲစီးရီးတွေပိုင်းလေ့ကျင့်ပြပြီးတော့အဲ့ဒီလောက်ထိပုံမှခဲ့တာနော်ထမင်းချုံကနေပုံမှလေပုံမှနေပြန်ပြီးတော့ထမင်းချုံလိုက်တယ်ဆိုတော့သူ့ရဲ့ငိုမူလလာရဇင်းမြစ်ကွာထမင်းချုံဖြစ်နေတဲ့အတွက်အထူးထူးထူးဒီပုံမှာမှတ်ချက်ပေးနေကြမလို့ဒါသူ့ရဲ့ဒါနိုင်ငံရေးခံယူချက်ပုံမှာမူတည်ပြီးတော့အမခင်မှာထမင်းချုံအဘခင်မှာပုံမှလူနဲ့ချမ်းသာဘဝ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေအဓိကပြောချင်တာကအဲ့ဒီကိုချိုကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပြင်မှာကျမတို့နဲ့ပြောမယ်ဆိုရင်ကျမထက်လည်းအသက်အများကြီးကြီးတယ်ကျမထက်လည်းဟိုးအရင်တည်းကမျိုးသားအိတ်တွေတကယ်လုံးခဲ့တယ်နော်ပြောမယ်ဆိုရင်ပြီးပါကလူနဲ့ပြည်တွင်းကလူလိုင်းမော်ကလူနဲ့နေပြန်ကလူဆိုလို့ရှိရင်ယုံမဲ့ယုံကိုပြည်တွင်းမှာကိုနဲ့အတူတူလက်တွဲနေတဲ့လူကိုယုံရမယ်ဒါပေမဲ့အဲ့ဒီကိုချိုကြီး UN ကိုစာတင်မယ်ဆိုပြီးလက်မှတ်တွေကောက်တော့ ကျမကိုလာပြီးတော့စီးုံနေစီးုံနေအချိန်မှာသူပြောတာကိုနားထောင်ကြည့်လေဒါရုပ်တည်မရှိဘူးဒါမဖြစ်နိုင်ဘူးဒါမအောင်မြင်နိုင်ဘူးနောက်တစ်ခုကအဲ့ဒီ UNO စတင်တဲ့လူတွေကနော်ကိုယ့်ရဲ့နာမည်ဖုန်းနံပါတ်နဲ့နေရဲ့လိပ်စာကိုတင်ရမယ်ဆိုတော့နေရဲ့လိပ်စာတွေကကိုယ့်အိမ်နဲ့ကိုယ်နေတာတော့အသက်ခံနေရတော့အကုန်လုံးက နော်ဟိုပြောင်းရွှေ့နေရတဲ့အချိန်မှာဒီနေရဲ့လိမ့်စာကြီးတွေ UN ကိုစတင်လိုက်ရင်ဒီလူတွေရဲ့လုံခြုံရေးအတွက်အာမခံချက်ဘယ်သူမှမပေးနိုင်ဘူးဒါကြောင့်မို့ဒါကြီးကမဖြစ်နိုင်ဘူးเนาะကျွန်မတယောက်တည်းအနေနဲ့ကတော့တို့ UN ကိုစတင်မှာဆိုပြီးကျွန်မတယောက်တည်းအနေနဲ့ကျွန်မလက်မှတ်ရေးထိုးပြီးပါဝင်အားဖြည့်တယ်ဒါပေမဲ့ကျွန်မကနေပြီးတဆင့်ဟောကိုချိုကြီးတို့ UN ကိုစတင်မှာလက်မှတ်ထိုးပေးပါဆိုပြီးကျွန်မမစည်းရုံဘူးဘာလို့လဲအဲ့ဒီလူတွေအတွက်လုံခြုံရေးအာမခံချက်ကျွန်မအာမခံချက်မပေးနိုင်ဘူးเนาะဆိုတော့အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောတဲ့အခါကျတော့ဟိုနိုင်ငံခြားကဦးလေးကြီးတယောက် မြမကြီးတွင်းကအတော်ကြီးတယောက်ကျမကိုလေပိုးဆိုးပတ်ဆက်စောင်းမြောက်ပြီးပြောကြတာကျမကိုတိုက်ခိုက်တာအဲ့အတော်ကြီးဆိုလို့ရှိရင်လေ Facebook မှာပို့ရတစ်ခုပြီးတစ်ခုတင်ပြီးတော့အာကျမကန့်လန်းတိုက်တာရှေ့ရလည်းမသွားနောက်ကလည်းမလိုက်ပေါ်တော့စောင်းမြောက်ပြီးပြောတာပြောတာအဲ့ဒီချိန်တော့ကနော်သူပြောသလိုကျမပြန်ပြောလို့ရှိရင်ပြဿနာရဲ့အကြီးကြီးဖြစ်သွားမှာ နော်နောက်ဆုံးတော့အဲ့ဒီကိုချိုကြီးရပဲအဲ့ဒီစကားရည်မလဲလေးရှုပ်ပြက်တနာလေးတက်တော်နာဂျားတွေကကိုနောင်တော်လေးနဲ့ကိုမိုက်ကယ်ကျော်မြင့်နဲ့ပြက်တနာလေးတက်ပြီးတော့မိုက်ကယ်ကျော်မြင့်ကကိုနောင်တော်လေးကိုတရားစွဲမယ်ပါလေဖြစ်ကုန်အဲ့ကတည်းကကိုတော့ကိုချိုကြီးစားရမြည်နော်ဆိုတော့ဒီချိန်မှာတော့ကိုချိုကြီးရဲ့ဇာတိရုံမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ဒီချိန်လုံးကချိုကြီးဘက်ကနာပြီးကျမကိုပိုးစိုးပက်ဆက်ပြောခဲ့တဲ့အတော်ကြီးတွေသဘောပေါက်လောက်ပြီးထင်တယ်ကျမအမြဲတမ်းပြောတဲ့စကားတခုရှိတယ် သူများရဲ့အဖြစ်ကိုလက်ညှိုးထိုးပြီးဝေဖန်ရရင်သူများကိုလက်ခုပ်ထိပြီးအားပေးရတဲ့တက်တီလည်းရှိရမယ်ဆိုတော့ဒီချိန်တုန်းကကျမကိုလက်ညှိုးထိုးပြီးတော့ပုစုပက်ဆက်စောက်ပေါင်းထုတ်ခဲ့တဲ့အတော်ကြီးတွေဒီချိန်မှာကျမကိုလက်ခုပ်ထိပြီးအားပေးရမယ်ချိန်သူတို့မြောက်စားခဲ့တဲ့ကိုချိုကြီးရဲ့ဇာတိမှန်ပေါ်လာပြီးဖြစ်တဲ့အတွက်ကိုကိုကိုရှက်ရမယ်အချိန်မှာလို့ကျမပြောချက်နေနော်မိမတွေကလေတောက်နေတောက်တာအပြိုင်ဆိုင်များတယ်နော်မိမမှန်ရင်အသက်ကြီးကြီးငယ်ငယ်နော်လိုက်ပြီးတော့ပြိုင်တာပြိုင်တယ်ဆိုတာက အာ तू ကစာအုပ်ဖက်ဆယ်အုပ်ဖက်ရဲ့ငါ15အုပ်ဖက်မယ်။ तू က BA ဆိုရင်ငါ MA ဖြစ်ကြမယ်။ तू ကရိုးရိုးပွဲဆိုရင်ငါဘွဲလွန်ရကြမယ်။ तू ကစာပေနိုင်ငံရေးကို100လောက်ပြောနိုင်ရင်ငါ1000လောက်ပြောနိုင်အောင်ကြိုးစားမယ်ဆိုရယ်ပြိုင်တာမဟုတ်ဘူး။အပေါ်ရင်ပကာတနာတွေကိုလိုက်ပြိုင်တာ။နော်ဒီအေးပြားတထောက်စာလောက်လေးရှိရယ်ပကာတနာတွေကိုလိုက်ပြိုင်ပြီးတော့အဲ့လိုမျိုးမိမမှန်တယောက်နဲ့တောင်မနာလိုတာတွေဝင်းတိုးတာတွေအပြိုင်ဆိုင်နေရမ်းများတယ်။ဆိုတော့ကျမမှလည်းအဲ့လိုမျိုးတွေအများကြီးကြုံရတယ်။နော်ဒါကကိုချိုးကြီးနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့ကိစ္စတစ်ခု။နောက်တစ်ခုကြတော့ကိုချိုးကြီးရဲ့မိမအမှတ်ဖွင့်စိတ် က်ခွေးစိန်ကကိုချိုကြီးရဲ့ပါတနာနော်အမကိုချိုကြီးရဲ့ပခုံးပေါ်ကိုသူကခွာတန်နေတဲ့ဓာတ်ပုံနဲ့လိုင်းပုံတင်တော့ကန့်ချင်မှာအဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တောင်ဝေဖန်မှုတွေအမဟိုတစားတစားနဲ့ပြောကြရင်းနဲ့သူတို့ရဲ့ပုံကိုရေးတွေလူမှုရေးတွေပါလာတာဒါလိုင်းပုံမှာအများသူကပြောတဲ့ကိစ္စနော်ကျမစိတ်ထဲလည်းမဝင်သာအောင်ခေါင်းထဲလည်းမရှိဘူးစကားလေးလည်းထည့်မပြောဘူးအဲ့ဒီလိုပုံကိုရေးတွေပါလာပြီးတော့ကိုချိုကြီးရောမက်ခွေးစိန်ရောသူတို့နှစ်ယောက်လုံးပျောက်သွားတာအဲ့ဒီမှာ ပါလာတာကိုစောက်ထိုးเนาะထိုင်းတာပါလားမသိဘူးနေတယ်ကိုစောက်ထိုးပြင်အဲ့ထိုင်းကကိုအောင်မျိုးမင်းနဲ့เนาะတနက်ခါလေးလိမ့်နေတဲ့အကိုကြီးတယောက်အဲ့နေရောက်ကဘလို့ပါလာလဲဆိုတော့နိုင်ရဲ့ကေတီနိုင်ဆိုရယ်မိမသူကနိုင်ငံခြားမှာနေတာဘယ်နိုင်ငံမှာနေလဲမသိဘူးနိုင်ငံခြားမှာနေပြီးတော့သူကလိုင်းမောင်နဲ့အဲ့လိုလိုက်တွေလွှင့်ပြီးပြောတာလိုက်တွေလွှင့်ပြီးပြောတာလေသူ့မျက်နှာကိုမပြအောင်ကျမကနိုင်ရဲ့ကေတီနာကိုလူလဲမမြင်ဘူးအတန်လဲမကြဘူးနာမည်လဲမသိဘူးသူ့ကိုတိကိုမသိဘူးသူ့ကိုဘလို့ကနေစပြီးတတိထားမိတာလဲဆိုတော့ စင်ကာပူကမဆင်မေဦးနဲ့သူနဲ့ရန်ဖြစ်တာအမဆင်မေဦးကလိုက်လွှင့်ပြီးတော့အဲ့ဒီနမ်းမြက်ကေးဒီနိုင်ဘာဖြစ်တယ်ညာဖြစ်တယ်တော့မဆင်မေဦးကဆဲတာဆဲတော့ဟဲ့အမကဘသူနဲ့ရန်ဖြစ်ပါလေဆိုမှအမဆင်မေဦးနဲ့ရန်ဖြစ်မှကျမကအဲ့ဒီနမ်းမြက်ကေးဒီနိုင်ဆိုတာကိုလိုက်ရှာပြရမှာအော် तू ကဒီလိုပါလားဆိုပြီးသိရတာပုံမှန်ဆိုအဲ့ဒီနမ်းမြက်ကေးဒီနိုင်တိဘူးမသိဘူးအိမ်မှာနမ်းမြက်ကေးဒီနိုင်က तू ကဆင်မေဦးကိုမဆင်မေဦးကိုပြဿနာသွားရှာလို့မဆင်မေဦးကဆဲရဆဲတာကို तू ကဇွန်ပန်းတို့တွေးပြီးတော့မဆင်မေဦးကသူ့ကိုဘလိုင်းဆဲတဲ့ပုံစံမျိုး तू ကမျက်ရည်ကန်ထိုးတာထိုးတဲ့အချိန်ကျမှကျမအဲ့မှာသူ့ကိုဝင်ပြောတာ အမအမဘက်ကအရင်မှားတာလို့ကျမကဝင်ထောက်တော့သူအမတော်သူငြိမ်သွားတယ်။သူမတော်ငြိမ်သွားပြီသူကနောက်ွယ်ကြတော့ဗာပြောလဲဆိုတော့ဖွေးစိန်နဲ့ဒီလိုမျိုးသားကြီးလောကကြီးကပြောက်ွယ်သွားတဲ့အထဲမှာတဲ့အဲ့ဒီလိုဖွေးစိန်ဝိုင်းပြီးတော့ထိုးကြတဲ့အထဲမှာမကွတူလဲပါတယ်တဲ့ဟုတ်တော့ဘာမှလည်းမဆိုင်ဘူးနော်စိတ်လည်းဝင်စားဘူးသူကနေသူဖွေးစိန်ကကိုချိုကြီးကိုပေါ်တက်ပြီးတော့သူတို့အိမ်တော်ကြီးပုပ်ကူကြီးလူမှုကြီးတွေကြောင့်ပြောက်ွယ်သွားတာအဲ့ဒါကိုကျမကအဲ့ဒီလိုမျိုးပါတယ်ဆိုပြီးအဲ့နည်းမြက်ကေတင်နိုင်အဲ့လိုပြောပြီးတော့သူကအတန်းလေးဟိုအင်းအောင်အင်းအောင်အင်းအောင်နဲ့တိလားဟိုမက်ဆင်မီဦးသူ့ကိုဆဲတာရှိရဲ့ သူဆဲဆိုလို့ကျွန်မဆဲဆဲမပြတော့ဗျာအဲ့ဒီအတန်ပေါ့သူ့အတန်အဲ့ဒီလိုမျိုးအတန်လေသူကဟိုလိုဆိုအကိုကြီးရေမောင်လေးရေဆိုအင်းညောင်အင်းညောင်သူကသွားပြောတာသွားပြောတော့အဲ့ဒီကိုစောက်ထိုးလို့အောင်မျိုးမင်းတို့သူကအကိုကြီးရေမောင်လေးရေဆိုအင်းညောင်အင်းညောင်အင်းညောင်ဟိုချက်ပေါက်ကနေသွားသွားပြောသူကစကားသွားပြောတယ်ကျမကအဲ့ဒီကိုကိုစောက်ထိုးတို့ရောအဲ့ဒီကိုအောင်မျိုးမင်းတို့ရောအခုပြည်ရင်းမှာပြည်ပကောင်ဘယ်ယောက်ျားနဲ့မှအိညောင်အိညောင်တော့မပြောဘူးဘူးကိုလန်းကိုရှောက်ပြီးကိုကကိုတတိတတန်လေးနေတာ ဆိုတော့အဲ့ဒီဇောက်ထိုးနဲ့အောင်မျိုးမင်းကအဲ့ဒီနဲ့မြက်ကေတင်နဲ့ဆိုရင်မိမနားသွင်းတာတွေနားယောင်ပြီးတော့ကျွန်မကိုဆဲတာဆဲတာဆဲတာလုံးဝနှမချင်းမစားနာပြောတော့မျိုးသားရေးတမားပါဆိုပြီးရုတ်တာနှစ်တောက်ဆဲတာကိုဇောက်ထိုးအဲ့ဒီအောင်မျိုးမင်းမုံမင်းနဲ့ဆဲတာနော်ဘေးကအဲ့ဒီကောင်မဟိုတွေးထိုးပြီးတော့စကားကိုဟိုအတို့ထောင်လုပ်ပေးရဲအဲ့ဒီမှာကိုဇောက်ထိုးကဆဲတယ်ကိုအောင်မျိုးမင်းကဆဲတယ်ကျွန်မကိုဆဲခဲ့တယ်တကယ်ဆိုရင် နိုင်ငံခြားမှာလည်းနေသေးတယ် online ပေါ်ကလည်းအားချောင်သေးတယ်ဒါတောင်မှမျက်နှာတော့မပြရသေးတဲ့မိန်းမနဲ့ပြည်ရင်းမှာတကယ်မြေပြင်မှာရောလိုင်းပေါ်မှာရောမျိုးသားကြီးကိုတကယ်လုပ်နေတဲ့ကျမနဲ့ရှင်တို့ယုံမဲယုံဘသူယုံရမလဲတကယ်လို့အဲ့ဒီမိန်းမကအတူထောင်မြောက်ထိုးပင်ကိုလုပ်ပြတာကိုယုံနေဆိုရင်တော့တကယ်ဆိုရင်ကျမကိုအဲ့ဒီလိုနှမချင်းမဆနာမျိုးသားကြီးတမအမိခံပါဇက်ကလုံးဝအယုဒ္ဓအနတ္တရုပ်ရှင်ကြမ်းတမ်းဆိုတာမဆဲခင်မဘုတူကြီးညမကြီးဒီလိုဒီကြောင်ဟုတ်သလားကျမကိုလာပြီးတော့မေးတင်တယ် တကယ်လို့အဲ့ဒီလိုမမေးတင်ဘူးမမေးချင်ဘူးဆိုရင်တော့ဘာဖြစ်လို့ရေနင်တော့ဒီလိုတွေကတော့မလုပ်တင်ဘူးအတူတင်ကြောင်းတယ်ကွာပြောရမှာအဲ့လိုမဟုတ်ဘူးနော်ပိုးဆိုးပါဆက်ဆဲတာဝင်းဝင်းနဲ့ဆဲတာအဲ့ဒီအောင်မျိုးမယောကိုစောက်ထိုးကျွန်မသာပြန်ပြောခဲ့မယ်ဆိုရင်ပြဿနာကြီးကြီးတက်မှာဒါပေမဲ့ကျွန်မစဉ်းစားတယ်သူရိုင်းတို့လို့ကိုပြန်ရိုင်းရင်သူ့ထည့်ရိုင်းနဲ့သူ့လိုတန်းစားပဲကိုကဖြစ်သွားမှာပဲအဲ့ဒီတွဲကျမကိုဘယ်သူလာရိုင်းရင်ကျမဘယ်သူမှပြန်မရိုင်းဘူးအချိန်ကဆုံးဖြတ်ပေးလိမ့်မယ် နော်အချိန်အားဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူကဘာလဲဆိုတာအချိန်အားဆုံးဖြတ်ပေးမိမယ်ဆိုပြီးကျွန်မတိခိုင်းပြီးနေလိုက်တာနောက်ဆုံးတော့အဲ့ဒီနမ်းမြကေတင်နိုင်ဆိုတာကလမအဲ့ကလမလုံးဝဖျဲသည်နီးပိတ်မှဖြစ်ပြီးတော့သူကအဲ့ဒီမှာအဲ့သူတို့အချိန်ကြီးပြဿနာတွေပြန်တက်ပြီးတော့အောင်မျိုးမင်းကိုယ်တိုင်ကအာလိုက်လွှင့်ပြီးအဲ့ကောင်မောက်တစ်ခါပြန်ဆဲတာ တချို့တို့ကဒီကောင်မသွေးထိုးတာကိုယုံကျွန်မကိုဆဲခဲ့တဲ့လူတွေကနောက်ပိုင်းသူတို့အနေနဲ့သူတို့အချင်းချင်းခွာပြေးပြီးတော့အဲ့ကောင်မနဲ့သူတို့တယောက်တည်းတယောက်ကသူ့အောက်ခဲတွေလန်ကအောက်ခဲတွေလှမ်းပြီးတော့ပြဿနာတွေတက်ပြီးသူတို့ချင်းချင်းပြန်ပြီးတော့ပိုးဆိုးပက်ဆက်တွေဆဲတဲ့ပြဿနာတွေဖြစ်သွားကြတယ်။နော်အဲ့ဒါတစ်နှစ်ကျော်နှစ်နှစ်လောက်တော့ရှိပြီ။နော်အဲ့လိုအရှုပ်ထုတ်တယ်အများကြီးပဲ။ညောဆိုတော့ကျွန်မကဘယ်လိုအရှုပ်ထုတ်ပဲလာလား။ အဲကျွန်မနိုင်ငံရေးနည်းလမ်းအရာကျွန်မကိုတိုက်ခိုက်တယ်ဆိုရင်ကျွန်မနိုင်ငံရေးနည်းလမ်းအရာခြေပါတယ်နိုင်ငံရေးမဟုတ်ဘဲနဲ့အဲ့လိုပုံကိုရေးတွေဆဲတာဆိုတာကိုကျွန်မမပြောဘူးအချင်းကဆုံးဖြတ်ပြီးနေမယ်ဆိုပြီးကျွန်မအမြဲတမ်းစောင့်ကြည့်တာเนาะဆိုတော့ဘူးလို့ဆိုရင်အဲ့ဒီနန်းမြက်ကေတင်တဲ့ဇာတ်ကားကိုယုံပြီးကျွန်မကိုပို့ဆိုပတ်ဆက်နမချင်းမဆာနာလုံးဝနားမခံတော့ဆဲခဲ့တဲ့ထိုင်းကကိုစောက်ထိုးတို့ကိုအောင်မျိုးမင်းတို့เนาะကိုတို့ဆဲတော့ကတော့ဆဲရဲရင်သူများကိုဆဲရဲတဲ့တက်တည်ရှိရင်လက်ညိုးထိုးရဲတဲ့တက်တည်ရှိရင်လက်ခုတီးပြီးအားပြည့်တဲ့တက်တည်လေးရှိဖို့ကျွန်မပြောခြင်းပါတယ်ဒီလောက်ပါပဲ